္လာပါရှင်။မဝေချောင်းတို့ရန်ဒီကျူဆူလိုက်ပါတယ်။ဒီနေ့မှာတော့စာရေးဆရာမေဟိန်ခန်ဥတ္တဒီပါရဲ့မရဏရွာသူဆိုတဲ့ဇလန်လေးရဲ့ပိုင်းဆက်သုံးကိုတင်ဆက်ပေးသွားမှာပါ။ကျေးဇူးတင်ပါတယ်ရှင်။လက်ဝင်သိတော်ဘုတ်ကပုပ်ပန်းအရက်ကနေကျေယံမျက်စံတွန်းပင့်ခေါ်လာရင်လက်ခရီးတစ်လျှောက်ဒီကျော်ရောမှာဖြစ်ပြခဲ့တဲ့ကိစ္စတွေကိုပြောချလို့မပြီးသေးခင်သူတို့စီးနင်းလိုက်ပါလာတဲ့စပားလေးရဒနုပြူစိတ်ကန်းကိုကတ်တော်တယ် တော်ပုတ်ပြောကြားလာတဲ့အကြောင်းအရာတွေကိုကျဉ်းချုပ်ကောက်ရရင်အွန်လန်းဆရာကြီးဒေဝတက်ပြန်ဝေးတဲ့လူကိုတက်ပြီးဥကောက်ကုန်ယူဖို့ဒီရဲတကာနဲ့လေရှာဖွေရင်းရတက်နွေယောက်ျားမောင်ဆိုးနဲ့စုံတယ်တက်နွေရဆရာဒေဝရှာနေတဲ့လူတင်ရမွေးတဲ့တက်ပြန်တူဖြစ်တော့ဆရာဒေဝလည်းအောက်ကျန်ပြီးမောင်ဆိုးကိုလှည့်ပြရင်းရေးကြော်ရွာကိုရောက်နေပြီရှောက်တန်နေနှဲ့ဝင်တဲ့တော်ပုတ်ကိုပညာပြိုင်ဖို့စိန်ခေါ်ထားပြီးသုံးရက်အချိန်ပေးထားတယ်ဒီရတော်တွင်မှာ ရွာသားလူငယ်တွေကိုလျင်တပည့်မွေးပြီးပီရအစီရင်ကာယအစီရင်တွေနဲ့အကြိုက်ဆောင်ထားတယ်။ရွာတကြီးကိုလည်းရွှေငွေရတနာတွေရအောင် စီမံပေးပြီးသူ့ဘက်ပါပိုင်းတိုင်းစီယုံထားပြီးဖြစ်တော့ဒေါ်ဘုံနဲ့ပညာပြိုင်ပြီးတပ်တွေကိုအသေးသက်ဖို့ပဲကြံတော့တယ်။ရှေ့ဆက်မပြောခင်မှာစပားလေးစိုက်ပြီးခြေကျော်ရွာကိုကုန်းလန်းခီးဆက်ဖို့မျက်စံထုံတေယိုတသိပင့်ဆောင်ပြီးချင်းလင်းခီးဆက်ကြပြန်တော့တယ်။နေထွက်ကိုမျက်နှာမူပြီး ရေကျော်ရွာဦးတည်နာသူနေဝင်သိန်းဒေါ်ဘုတ်က38မိနှစ်ရုပ်ပါတန်ဝေးရှုံလေးကိုထောက်ရင်းတီအီသွားနေတယ်။ပြီးနားမှာတူသားရွယ်ထင်းရတဲ့ဆရာမြင့်ဆန်ကျော်ကနှွေတလုံးပရိဒဂုံနဲ့လိုက်ပါလာတယ်။ပင်ဒီတိုက်ပုံလေးကိုဖိထားပြီးဘဲလက်ကိုနောက်ကိုရှက်တင်ထားတယ်။ညာလက်ကပရိကိုခွေပြီးခြင်ထားရင် ထုံးဖွဲ့ထားတဲ့သပင်းရှိတွေအချို့တဝက်ကလေကုတ်တဝက်တောင်ပြောင်ပြူပြူနဲ့ရောက်လီမှာမြူးနေတယ် လူချင်းရှင်ကြည့်ရင်မတိမသားထွက်နေတဲ့ကိုယောင်ကြောင့်ထင်းပေါ်နေပြီးချက်တည်ပြည့်တယ်။ညီရှာဝိစာတပါပိတစွာတီတီခန့်ညားလှတယ်။ရေနှန်းခရီးတစ်ခုတော့ပြီးပါပြီဆရာ။ဒီစိတ်ကန်းကနေလင်းနဲ့ခရီးဆက်မယ်ဆိုရင်တော့မောင်ကြီးပြုံးရင်ရေကြောရွာကိုရောက်နိုင်ပါလေ။ချင်းလေခရီးတော့မိုးချုံမယ်ထင်ပါတယ်။ရှောက်ကြတာပေါ့တော့ပုတ်ရဲ့။ရေကြောရွာမှာမကောင်းဆိုးဝါးတွေတောင်းကျမ်းနေရတဲ့ဖြစ်စဉ်ဖြစ်ရဲ့အကြောင်းတရားတွေရလေ။နားထောင်လို့ကောင်းလာပြီဆိုတော့ စကားလေးပြောရင်ရှောက်ကြတာခုလိုရွာကိစ္စအတွက်ပြမခန့်ကူညီပေးလို့ဆင်ရကိုကျေးဇူးတင်ရပါမယ်ဆင်ရရောက်တဲ့အခါဒီရွာချမ်းသာရရမယ်လို့သူယုံကြည်မိပါတယ်လိုက်လာခဲ့ပြီးမှတော့အရှင်ဆောင်ရွက်ပေးခဲ့ရမှာပါပဲတော်ဖို့ရေဒါနဲ့စဉ်းစားကြည့်မယ်ဆိုရင်တက်တွေရဲ့ဖြစ်ကခမားပြောတယ်လို့ကိုဖုံးကျွဲရုံမမျှစိန်တို့ဇလန်းနဲ့စင်တူနေပါလားဟုတ်ပါရဲ့ဆရာအောင်လန်းဆရာမိမဖြစ်သူမကောင်းကြံစီပြီး တက်ပြက်မှမသိလို့ရူးသားရှာရင်မောင်စုကသူမိမတက်နေကိုစုံလို့ပြောမခန့်ရရေးရွာနဲ့တဟဆတာဖြစ်ရဲ့အတွက်စေကူတာပေးပါဆိုပြီးတော့ပိတ်ခေါ်လာခဲ့တော့တာပဲကျမစုဝင်ပြီပေါ့ပါနဲ့တဲ့အောက်လန်းစရာပါပဲအလူရှိရာယူဖို့ပေးကမ်းခြင်းနဲ့စီယုံနေခဲ့တယ်ဆိုပါတော့လေဒါနဲ့အောက်လန်းစရာ ခမယောက်ပညာပြင်မှုစိန်ခေါ်လာပြီဆိုတော့ဆက်ပါဘလူများဆက်ပြည့်ခဲ့ကြလေဖြစ်ပြည့်ပုံကြီးကတော့များတယ်ဆရာ တက်နွယ်ကိစ္စမှာစမ်းကျင်မှုတွေအပြောင်းလဲတွေအများကြီးဖြစ်သွားပြီးတော့တရွာလုံးကျမစုဝင်တော့တာပဲကျုပ်ဆက်ပြီးတော့ပြောပြပါမယ်ဒေါ်ပုတ်ကမျက်စံတွန်းအရင်ကဖြစ်ပြခဲ့တဲ့အကြောင်းအရာတွေပြန်ပြောပြဖို့ပြင်လိုက်တယ်စကားအများကြီးပြောရလို့တက်ရွယ်ရမိုးပန်းနန်းရွယ်ချင်းရှိမယ်ထင်ရပြီဒေါ်ပုတ်တက်ကြွလာတယ်အစားနဲ့ရေတို့လိုအပ်ဟန်လေးအနေငယ်မှဖြစ်ပေါ်ခြင်းမရှိပကယ်ရင်အရွယ်ကောင်းတူးလို့အင်းအားထူးကဲနေခြင်းကိုသတိထားမိတယ် ဝိဆာတပါးရဲ့အရေးအောက်မှာနေရခြင်းဟာစင်ရဲ့ခြင်းတို့ယာယီကင်းစင်တဲ့သဘောကိုစောင့်နေတယ်။မျက်စံတော်ကနားထောင်နေရကြောင်းဒေါ်ပုံလေးအောင်လန်းစရာဒေဝတက်နွေပေါင်းစုရွာတကြီးဥမြင့်ရွှေနဲ့သူကိုယ်တိုင်ပါဝင်ပတ်သက်နေတဲ့ရေကြုံရွာအတိတ်ဖြစ်ရတွေကိုနောက်ကျောင်းပြန်ကောက်ပြီးစကားမရက်တရဆက်ပြောပြတော့တယ်။မုန်းရွှလို့နေအေးတဲ့ချိန်မှာပေါင်းစုအိမ်မှုကိစ္စတွေစေစံအောင်လောက်ကင်ဆောင်ရွက်ပြီးမကြေနပ်နိုင်သေးပဲတပြက်စည်းကောက်နေတယ် ဒေတိုင်းလိုဖုံတထောင်းထောင်းထတော့မှအစင်မပြေလို့တပည့်စည်းကိုချပြီးမိမဖြစ်သူလှမ်းကြည့်တယ်။ဒီနောက်ခြံဝါကိုလူတယောက်ရောက်လာပြီးဘာမှမသိတဲ့စကားနဲ့နဲ့ပြောသွားတယ်။ဒီသူကအောက်လန်းစရာဒေဝရဲ့နောက်လိုက်တပည့်တူဖြစ်တယ်။မောင်ဆိုးနဲ့ဒီသူပြောနေတဲ့စကားမျိုးတန်ရွယ်သေးချာမြင်ရပြီမဲ့အသာလေးနေခဏကြာမောင်ဆိုးအိမ်ထဲဝင်လာပြီးမိမကိုဆိုးပြင်သွားလောင်မယ်။ဘဲဦးတော့ဒီချိန်ကြမှာနေလေးအေးတော့မှမိမရတကြီးခေါ်လို့ နေမဝင်ခင်ပြန်လာတော့အေးအေးဟုတ်ပြီခမောက်စုံလေးပိုက်ပြီးမောင်စုတယောက်ချန်ပီယံထွက်သွားတယ်။တက်ຫນွေရေချိုးဖို့ပြင်လိုက်ပြီ။တစုံတရာတတိယလို့ခေါင်းအောက်ကအမွေးတိုင်လေးကိုထုတ်ပြီးပြီးညိနိုင်တယ်။ပြီးတော့မြောက်ဖက်ရှင်မပွဲမှာထိုးပေးထားလိုက်တယ်။နှဝင်တဲ့အတွက်ဖို့နှဝင်တဲ့ဖြစ်တာခက်အေးအေးနေပြီမေ။နေဆောင်အောင်ရောက်ဘူးသူမှုကျုံရလောကီပညာတွေလေ့လာဘူးသူပြီးပြီ။နေနေရရနှက်ကြတော့မဟုတ်ဘူး။တက်ຫນွေအိမ်ရအမွေးတိုင်ရနှက်မထွက်ပြီ ဒေါ်ပုတ်တဲ့အိမ်တော့မှုနေအောင်ပန်းရံမှွေးတယ်။ချက်ချင်းပဲဒီရနောက်ကိုသတိထားမိလို့နဝင်သေးဒေါ်ပုတ်တန်ရွေထန်သွားဖို့တောင်ဝင်းလေးဆွဲပြီးတော့ထွက်လာခဲ့တယ်။တကြီးအရာအောင်လန်းစီယာဒေဝကလည်းခန့်ညံ့ညံ့မဟုတ်လို့မွေးရနဲ့ခန်းစားပြီးတော့အနီးမှာရှိတဲ့တပည့်တွေအနှံ့ရလာပြီးတယ်။တပည့်တွေကလည်းဘာအနှံ့မှမရတာပြောတော့မျက်လုံးစုံမိပြီးအာယုံခံရင်းပစက်ကဖွားကြီးတကွက်တာသွားတယ်လို့ပြောပြီးညနေသားတီတီနဲ့မျက်လုံးစိမ့်နေဖွင့်လာတယ် မတက်ထရက်တဲ့ချိန်မောင်စိုးဝင်လာလို့မျက်နှာကိုဟန်ပန်ပြင်ပြီးပြန်ထိုင်တယ်။လိုက်တည့်ရဲ့တပည့်ကဘာလို့ပေးရမလဲပြီးတော့လက်ကပြပြီးမောင်စိုးအဖေပြုံးပြီးတော့ကြိုးဆိုတယ်။ခေါင်းထဲမှာလည်းစီစဉ်ထားတဲ့တက်ຫນွေကိစ္စကိုချက်ချင်းအစီအစဉ်ပြောင်းရွှေ့ဖို့အမြန်ကြံစီ ထုတ်လိုက်တယ်။ဒေါ်ဘုတ်ကတက်ຫນွေအိမ်ရှိချက်ချင်းရောက်လာတော့မောင်စိုးမရှိမှလည်းသိကြလို့အိမ်ထဲအထိဝင်ခဲ့တယ်။တန်ွေလေဒေါ်ဘုတ်ပြောမိရှာလို့စိတ်ဝင်စားခီးဥချိုပြူတယ်။ရှင်နေဟိုနေ့ကပြောသလို ကူမောင်စိုးကိုတကြီးခေါ်နေဆိုတာနဲ့မွေးရထွန်းလိုက်တာပါ။ထိုင်မှာပြောစရာရှိတာအမနာပဲပွန့်ပွန့်လင်းလင်းပြောပါအရင်နေ။အေးသမီးညောင်ကြံပေါင်းစိုးကစိတ်ငင်းကောင်းနေရိုးတယ်။အေးတယ်။ခုပြောမယ့်ကိစ္စသူ့ကိုမသိစေချင်။စေတနာနဲ့သူ့ဖန်တီးခဲ့မိတဲ့အမှားဖြစ်လို့သူ့ကိုစိတ်မကောင်းဖြစ်မှဆိုလို့မပြောချင်တာ။လူရင်းပြောကြတာပေါ့။ညီကိုညီတက်ပြန်မွေးလာရင်လူတယောက်ဆိုတော့တိမှာပါ။တိပါလေအရှင်နေ။မိဘတွေအကြောင်းသိခဲ့ရပြီပါပဲ။ တပြံမွေးလာခဲ့လို့လေလောကီပညာတွေတင်လွေတက်လွေခဲ့တာစောင့်ရှောက်မွေးစားခဲ့တဲ့မိတင်ရဲ့ပညာတွေလေမွေးဆက်ခံနိုင်ခဲ့တာဆိုပါတော့အခုရွာတကြီးအိမ်မှာအောက်လန်းဆရာတယောက်ရောက်နေတိတ်ကူပညာကြီးတဲ့သူပဲအဲ့ဒီအောက်လန်းဆရာညီယောက်ျားကိုအယုံသွင်းပြီးညီမရှိရဲ့ဆုံးပညာတွေဖယ်ရှားပေးမယ်တာမန်လူလူဖြစ်အောင်စီရင်ကုသပေးမယ်ဆိုပြီးဒီမောင်ကိုအရောက်ပို့ခိုင်းတာပဲတပြည့်တင်းကကျုပ်ကိုတက်ပြီးဥကောက်ကုံထုတ်ယူဖို့ကြံစီနေ ဘာမှနားမလည်တဲ့ကိုစိုးလှည့်ပြနေခဲ့တာပေါ့လေတွေ့ကြပြီပေါ့အလှမလို့ပါနဲ့သမီးဒေါသကိုချုပ်တိုင်ထားစမ်းပါစိတ်ကိုထိန်းစမ်းပါညီမပုံမပန်းမလွတ်မလပ်နဲ့ဒီအောင်လန်းကောင်ပညာချင်းရှင်ဖို့မလွဲလောက်အရှိတော်ပညာပြန်ဖို့လက်ခံထားပြီဘယ်နဲ့လဲရှိနေနေရအောင်မနဲ့ပြန်ညဦးပိုင်းရွာပြင်စည်းဒီပြက်ပြီးမှရှင်ပြိုင်တိုက်ခိုက်ရမယ်ရှုံးနိုင်မသေးကြသေးဘူးသူ့ပညာတိမ်နဲ့ကိုအရှိနေမသိရသေးဘူးအရှိနေအနေနဲ့ ငါသမီးကိုဝေးဝေးရှောင်စေခြင်းနဲ့အမေမြောက်ဖက်ရှင်မကြီးရလဲစောင့်ရှောက်ဖို့မိန့်ထားလို့ငါသမီးလူရအောင်ရှောင်နေပါတကယ်လို့အရင်နေရှုံးနေခဲ့မယ်ဆိုရင်သူစီမှာတစ္ဆာခံရလိမ့်မယ်ဝေးရရှောင်တော့ရဒီအောင်လန်းကောင်လက်ကလွတ်မယ်မထင်ပါဘူးဒုက္ခပူများတဲ့ပြင်ကုစုကလည်းသူ့ကိုယ်သူအပြည့်တင်ပြီးစိတ်ထိခိုက်ရလိမ့်မယ်အရင်နေနှုတ်တင်တာဆက်လုပ်ပါသမီးလည်းမီးစင်ကြည့်ပြီးကရမှာပေါ့သမီးမကြောက်ပါဘူးဟုတ်ပြီသမီးအရင်နေတတိကြီးကြီးနာပေးထားတာ ဘာမှမထိခိုက်ပါစေနဲ့ကွယ်ဂယုစိုက်ပါအရှင်လေးပြန်ပြီကျေးဇူးတင်ပါတယ်အရှင်လေးပူညာအတွက်ဂယုစိုက်ပါ သမီးကိုလည်းစိတ်ချပါနှဝင်သိကြီးတော်ဘုတ်မှကြားစရာရှိရရင်မှကြားပြီးပြန်သွားခဲ့တယ်ပြန်ခံဒီမှာတန်ရွယ်ကိုစိတ်မချဟန်နဲ့လေပြန်ကြည့်တော့တန်ရွယ်ပြုံးပြတယ်တော်ဘုတ်ပြန်သွားပြီးတဲ့နောက်တန်ရွယ်ချန်ဝတ်ပါပဲတော်ဘုတ်နောက်ကျုံငေးရင်ချစ်လာတော့မေမရေရာသေးတဲ့အနာကက်ကန်းချမတွေကိုရှင်ဆိုင်ဖို့အတွက်အသင့်ပြင်ထားတော့တယ် မိမိနာမှာအမြဲရှိနေမကျွတ်လို့တည်ရမိပါတွေရှိတယ်။ဒူးရဲတော်အာကိုရလင်းယောက်ကြောက်တော့အပြစ်မဆိုချင်တော့ဂမ်မီယာကိစ္စတွေလောကီပညာတွေနဲ့ရောထွေးရှုံွယ်လာခြင်းမိမိကိုယ်ကိုမိမိကာကွယ်ရမယ့်ပညာတင်းရဲ့ဖြင့်အမေတင်ပေးခဲ့တဲ့ဆုံးပညာရှိတယ်။ရောက်ဖက်ရှင်မှာစောင့်ရှောက်နေရဆိုတဲ့အသိစိတ်ကလည်းလုံခြုံမှုပေးနေတယ်။ဒါပေမဲ့အွန်လိုင်းဆရာနေရင်းဆိုင်ရတော့မယ့်တနေ့အတွက်အစဉ်အသင့်ပြင်ထားဖို့ပဲတွေးမိတယ် မောင်စုတယောက်တကြီးရင်ကိုရောက်ခဲ့တယ်။လူလူခေါ်ခိုင်းတာတကြီးခေါ်ခြင်းမဟုတ်ပဲ။အောင်လန်းစရာဒေဝခေါ်ခိုင်းခြင်းဖြစ်တယ်။ရောက်တော့တကြီးအိမ်ချံဝန်းထဲမှာအောင်လန်းစရာဒေဝရဲ့တပည့်တွေထင်းခွဲနေတာတွေ့ရတယ်။ထင်းတွေကအသားဆုံးမဟုတ်ပဲကျွန်းသားတမျိုးလေးဖြစ်နေ။မောင်စုသတိထားမိတယ်။အဖိုးတန်ကျွန်းတိုင်တွေပိုင်းပိုင်းဖြက်ပြီးထင်းအဖြစ်ပောက်ခွဲနေတာလင်းငယ်ထူးဆန်းနေတယ်လို့မောင်စုတွေးမိတယ်။တကြီးဖြစ်စီဆရာဒေဝဖြစ်စီ ။တူဦးဟာဂျွားကိုအလှူပေးတော့မလားထင်မှတ်နေတော့တယ်။အဖြစ်မှသူ့မိမကိုအစီအရင်နဲ့အရှင်လက်လက်မီးတင်တက်ဖို့အတွက်ကျွန်းသားချင်းတွေခွဲခိုင်းနေခြင်း။မောင်ဆိုးတယောက်လုံးဝမသိခဲ့ဘူး။ဆရာကြီးတွေကခေါ်ရင်ဆိုလို့ဗျ။အေးလာခဲ့လေကွာဒီမှာထိုင်။ဒါနဲ့ဆရာကြီးချင်းတွေခွဲနေကြပါလား။ကျုပ်ကိုလုံးဝပေးဖို့ခေါ်လာလား။ရတာပေါ့ဗျာ။ကဲဘယ်နှတုံးခွဲပေးရမလဲပြော။နေပါကွာဒီချင်းတွေကစီရင်ကိစ္စအတွက်ပါ ခုလဲမင်းမိမစေကုဖို့ကိစ္စတိုင်ပင်ခြင်းလို့ခေါ်လိုက်တာကျုပ်တဘောကတော့ဒီလိုရှိရဆရာကြီးရဲ့တန်တွေကိုကုသရမှာလွဲမလားခက်မလားဆိုတော့ကျုပ်သေးချာမသိပါဒါပေမဲ့မိဖွားပြီးတဲ့အခါကလေးမိတွင်ရထွန်းမှာစေကုသစေခြင်းပါကိုဝင်နဲ့အစ်မပြေမှာစိုးလို့ပါတိတ်ဟုတ်တာဝန်ပေါင်းစုရင်မိဖွားပြီးတဲ့အချိန်စောင့်ရမှာပေါ့မင်းအမျိုးသမီးရဲ့စိတ်ပေါ်မှုတည်ပြီးနည်းနည်းတော့ခက်ခဲပင်ပန်းမှာပေါ့ဆိုင်နှပုံနှားတွေတော့မဖြစ်ဘူးမို့လားဆရာကြီးရဲ့ ကျုပ်ဒီလိုတော့မဖြစ်စေချင်မိလို့ပါဒါတော့စိတ်ကြပါမို့ဆိုမင်းအမျိုးသမီးကိစ္စမှာမင်းရဲ့ခွင့်ပြုချက်မရှိပဲငါဘာမှမလုပ်နောက်ပြီးရှိုင်းလာပုံလာလုပ်တယ်ဆိုတာအာနာမတီရဲ့ခန့်ညံ့ညံ့ဆရာတွေလုပ်တာကွာငါအတွက်ပညာသေးကိုဒီလိုညှင်းဆဲဖို့မလိုပါဘူးကွာတပြင်းဆရာကြီးနဲ့တည်းခုရံအပ်ပါလေကျုပ်ကိုခေါ်ရတဲ့အဓိကအကြောင်းရောဗမာလေးဆရာကြီးဒီလိုကွာမင်းအမျိုးသမီးမိဖွားခံနေငါလေခိုင်းတော့မခိုင်းချင်ပါဘူး မင်းခရီးတစ်ခုထွက်ကိုထွက်ရလိမ့်မယ်။ကျော့ငွေ900ယူသွား။ဘယ်ဟုတ်သွားမလဲဆရာကြီးရဲ့။ဟိုဘက်ကန်းကိုသွားရမှာ။မဝေးဘူး။ဒီနေ့ပြူစိတ်ကန်းမှာမင်းရှောက်တဲ့အခါငါလိုဝစ်စားထားတဲ့ပုံကိုတရားကိုတွေ့ရလိမ့်မယ်။သူ့ကိုငါမနှောနဲ့ဆက်သွဲမှားချပီးပြီ။မင်းကို तू ကဆေးပင်ချိုးပေးလိုက်လိမ့်မယ်။အဲ့ဒါငါစီကိုယူခဲ့ပေးရမယ်။ဒါနဲ့မင်းမိမရဲ့ဝန်တွင်ရပညာဆက်တွေဖယ်ရှားဖို့ဈေးပင်တစ်မျိုးပဲ။သွားမှပြင်မှာပဲဟိုဆရာကြီးရဲ့ တပတ်မကြပါဘူးဒီရက်ထဲတော့တက်ွယ်ကိုဝင်မမွေးလောက်သေးပါဘူးငါအာမခံနေကျူတင်ဟောကိန်းထုတ်လိုက်မယ်ကွာမိမိမမီးဖွားဖို့စင်ရက်တိတိကြာလိုက်မယ်ဂိုင်းအင်းကမျိုးသမီးကိုစိတ်ချရအောင်လက်တဲငါပြီးအပ်ပေးခဲ့နောက်ထပ်ငွေနေရထိုက်ယူသွားကွာညနေပါပြီဆရာကြီးဒါနဲ့နေရပါပြီငါအတွက်ဆက်ကူလို့ပေါ်တာမင်းအသိဆုံးပါပဲပြောနေရမယ်လူတွေလားဂိုင်းယူသွားဆက်ပါဟုတ်ပါပြီဆရာကြီးတပြင်းကျုပ်အင်းရဲ့မိမကိစ္စ တေချာလောက်ကန်ပြီးတာနဲ့မြန်ဆုံးခင်းထွန်းလိုက်ပါမယ်။နေဝင်လူပြီဆိုတော့ပြန်လိုက်ပါဦးမယ်။အေးအေးပြန်ပြန်။အောင်လန်းဆရာကြီးကအနှွယ်ကိုတက်ပြီးဥကောင်းခွန်ရှူဖို့အတွက်နှောက်ရက်ဖြစ်လာမယ်ပေါ့ဆို။ခင်းကြီးတစ်ခုထွက်ခိုင်းလိုက်တော့တယ်။မောင်ဆိုးရဲ့စိတ်မှာဒီအချိန်ခင်းကြီးမထွက်တဲ့နာသိပေမဲ့တခုခုကတိုက်တွန်းနေတယ်လို့ပဲမိမကိုအစဉ်ပြေအောင်ကြည့်ပြောပြီးခင်းကြီးထွက်ကိုထွက်မယ်လို့ကြံရွယ်လိုက်တော့တယ်။တက်နှွယ်တယောက်ခြံဝတ်မှာရက်ပြီးတွေးတယ်များနေတဲ့ချိန် မောင်ဆိုးပြန်လာတယ်။ခြံဝကမိမဖြစ်သူမိမိကိုမျောနေရတွေးထင်ပြီးမိမဖြစ်သူ ပြုံးပြတော့တန်တွေကအသက်မဲတဲ့ပြုံးတွေနဲ့ကြိုးဆိုရင်းတကြီးကခေါ်ပြီးအမများပြောရလဲကိုဆိုပြောပြမှာပေါ့နွေတီမော်လာပေါင်းနွေစိတ်တော်မစိုးရအောင်နော်ဘာများမို့လဲကိုဆိုခီးသွားလိမ့်မယ်သုံးလျက်တော့ကြာလိမ့်မယ်ထင်တယ်တန်တွေဘာမှမပြောဘဲပြုံးကြည့်တယ်အမှန်တကယ်ကအောင်လန်းစရာဒီဝါတန်တွေကိုအသေးသက်ဖို့အတွက်ယောက်ျားကိုအပြင်ကိုပါထုတ်ခြင်းပဲ ညစ်တဲ့ဘက်ကန်ကိုသွားပြီးဆရာကြီးဒီဝပြောတဲ့ရွာတရွာဈေးပင်ချူသွားယူဖို့ဖြစ်တယ်။ကောက်ကြံလိုက်တဲ့ဆရာဒီဝပြောတဲ့ရွာမှာသူပြောတဲ့ဈေးပင်ဆိုတာအမှန်တကယ်မရှိဘူး။ဒါပေမဲ့မောင်စိုးရဲ့နှောက်ရက်ဖြစ်မလာစေဖို့သာဒီကဖြစ်လို့ရက်ရှိခီးထွက်ခိုင်းခြင်းဖြစ်တယ်။မောင်စိုးကလည်းသူ့မိမကလေးမီးဖွားပြီးဆရာကြီးဒီဝအနေနဲ့စင်တဲ့ဈေးကူသားဖို့အတွက်ကြိုတင်စီမံရမယ်လို့ပဲယုံကြည်နေပြီးခီးသွားဖို့လက်ခံလိုက်တယ်။ အီးသွန်းနေရဲ့ရှက်အတွင်းမှာမွေးဖို့ဖွားဖို့ဖြစ်လာရင်ဘယ်လိုလုပ်မလဲကိုစို့တန်တွေမှာဆွေမျိုးလည်းမရှိတိမိတ်ဆွေလည်းမရှိဘူးခုထိနဲ့တဲ့တော့မအဲ့ရသေးဘူးကိုစုစီစဉ်ခဲ့ပြီမေတဖက်ရွာလက်သေးကိုနေစီစားစီစီစဉ်ပေးပြီကိုစုပြန်မလာခင်အထိအိမ်မှာခေါ်ထားမယ်လေဖြစ်လာခဲ့ရင်စိတ်ချရအောင်ပါခရီးရမတော်မဖြစ်လို့ပါတန်တွေကြိုတိနေဘူးမို့ဘာမှမပြောလို့တော့မောင်စုမရှိရဲ့ချင်းအောင်လန်းစရာတေချာပေါ့သူ့ကိုတတ်ဖို့ကြံ့စီမှာ မောင်စုခီးမထွက်ဖို့တားပေမဲ့မရ။မောင်စုစိတ်ထဲမိမပြစ်သူကောင်းမှုအတွက်ခီးသွားဖို့သွားဖို့ဆုံးဖြတ်ထားပြီ။တန်ရရလည်းရှေ့ရုပ်ကြုံမြင်နေလို့အသွားဖို့တန်တန် တားပေမဲ့မရတာကြောင့်တော်လေးစိတ်ပြက်သွားတယ်။အောင်းလန်းဆရာရဲ့လက်ခွက်တွေမှာပိုင်နိုင်လာတယ်။တန်ရခုချိန်အောင်းလန်းဆရာဒေဝရဲ့ကြံစီဖြစ်မှန်ပြောပြလိုက်ရင်လည်းမောင်စုကယုံတော့မှာမဟုတ်။ပညာမနှုတ်ချင်လို့လောက်ကြံလီစဲတယ်လို့ထင်ရှိတော့မှာမဟုတ်။တန်ရဘာမှမပြောတော့ဘဲခီးထွက်ဖို့ကိစ္စကို ုပြက်ကပြုတ်ထားတော့တယ်။မောင်စိုးကလည်းမိမစိတ်မကြည်ရင်ပြန်မချောက်တော့မင်းလို့တွေးပြီးဆရာဒီဝပေးလိုက်တဲ့ငွေအမြောက်များနဲ့တဖက်ရွာလက်သေးငှားလိုက်တယ်။ဈေးနှစ်ဆပေးပြီးအိမ်မှာခေါ်ထားရင်ကိုဝန်အပ်တယ်။တကယ်လို့ခီးထွက်နေချိန်ငွေရေးဖွားရေးကိစ္စဖြစ်လာရင်စင်သည့်ဖြစ်အောင်စီစဉ်ပေးခဲ့ခြင်းပဲ။နောက်နေ့နေ့နယ်ခင်ကိုရောက်တော့လောက်ဆရာရှိရပြီးလောက်ခဲ့ပြီးခီးထွက်ဖို့ပြင်ဆင်တယ်။တန်ွေမောင်စိုးမသွားခင်လက်ကိုတင်းတင်းဆုပ်ပြီးညနာကိုစူးစူးဆိုက်ဆိုက်ကြည့်တယ် ဒီနေ့ကမောင်စုနဲ့တက်နယ်တို့အတွက်နောက်ဆုံးတွေ့ရခြင်းလည်းဖြစ်သွားနိုင်တာတက်နယ်တည်နေတယ်။အောင်လန်းစရာကိုဂယုမဆိုင်ပေမဲ့မောင်စုကတော့တန်ရောစင်ကြည့်တယ်။ဂယုရဲ့ဆိုင်လက်ပြနှုတ်ဆက်ပြီးတဲ့နောက်မောင်စုကတော့ဘာမှမသိပဲပြုံးကျဲကျဲနဲ့နှုတ်ဆက်ပြီးအေးထွက်သွားတော့တယ်။အားလုံးတည်နေတဲ့တက်နယ်ညရီစာရီဖယ်ရှားရင်းဒိန်းနဲ့ဝင်ခဲ့ပြီး မောင်စုခေါ်ပြီးတဲ့လက်တဲ့မိမကြီးနဲ့ရင်းနှီးအောင်စကားတွေပြောနေတယ်။မိမကြီးကလည်းငွေပူရလို့ပြုံးရွှင်နေပြီး တက်မျိုးတရေကြော်လို့မိဦးရဆိုင်နဲ့အဓိကပြုစုနေတော့တယ်။အောက်လန်းစီယာဒေဝကြံစီသမျှအောင်မြင်နေတာကြောင့်ကြီးနဲ့ကြီးကြီးနဲ့နေပြီးဒီနေ့ညတော်ဘုတ်ကို သူ့လက်အောက်ရောက်လာပညာချင်းရှင်ဖို့ပြင်ဆင်တော့တယ်။ဒီလိုနဲ့နေဆောင်ရာနေနေဝင်ပြီး မောင်ရီပြိုးချင်းကိုရောက်လာပြီးဆရာကြီးဒေဝညခါတန်းအောင်တပည့်တွေကိုကျွန်းသားထင်းတွေမြမြရှောင်းဖွဲခိုင်းထားပြီးတယောက်မှမလိုက်ခဲ့ဘူးမှားတယ်။ဒီနောက်တော်ဘုတ်နဲ့ချင်းဆူထားတဲ့ ရွာပြင်စီရီပြက်ပြီးကိုထွက်သွားတယ်။ထော်ပုတ်ကလည်းနေရုပ်တွေကိုဥတိုက်ပြီးဆိုင်ရပညာနဲ့တွေကိုတိုင်တည်တယ်။ဒီနောက်စရုံးကိုကြစ်ကြစ်ထုံးပြီးပွဲတစ်ပွဲရှိမှလက်အုပ်ချီလိုက်တယ်။ပြီးတော့ဂါရာတပုတ်ရုပ်ဆူပြီး38မိနေရုပ်ပါရဲ့တန်ဝေးလေးကိုလက်နဲ့တစ်ချက်တတ်တော့တန်ဝေးပေါ်မှာစက်ကျိုးမြင်လေးတွေပူရီပြေးနွားသွားတယ်။ဒီနောက်တန်ဝေးကိုဆွဲကင်ပြီးပညာပြိုင်မှုသွားတော့တယ်။ဆရာဒီဝမျက်လုံးစုံမိတ်ပြီးထိုင်နေရင်းနားထဲမှာတဝီဝီမြည်တမ်းကြားရတယ်။မျက်လုံးတော့ဖွင့်မကြည့်ပဲ နားဘေးကိုလက်နဲ့တစ်ချက်ဖမ်းဆုပ်လိုက်ပြီးမှလက်ဝါးဖြန့်ကြည့်တော့လက်ဝါးပေါ်မှာမိလောင်တိတ်ဆုံးသွားတဲ့ဘရုံးနဲ့ကြီးတကောင် မြင်တော့ဆရာဒီဝါပြုံးလိုက်တယ်။ဒီနောက်ရုပ်တရက်ဆရာဒီဝါရှေ့ရအောင်တူထဲမှာမျက်လုံးစိမ်းနှလုံးပေါ်လာတယ်။ဆရာဒီဝါရှေ့ရစီမီခွက်ထွန်းထားလို့အလင်းပြန်နေရဲ့မျက်လုံးစိမ်းတွေကတပြေးပြေးနီးကပ်လာတော့ကြားကြီးတကောင်ဖြစ်နေတယ်။ကြားပေါ်မှာလေယောက်ျားပြူတူထိုင်လိုက်လာဟန်ဆရာဒီဝါမျက်လုံးနဲ့ခရီးရီမြင်လိုက်ရတယ် ကြားရရရုပ်တဲ့ဆရာဒေဝကိုတဲတဲ့ခုံအုပ်လိုက်တယ်။ဆရာဒေဝလက်ဦးမခံပဲကြားရမျက်နာတဲတဲ့ကိုလက်ညှိုးထိုးပြီးစက်ကျိုးတစုံတစ်ခုနဲ့ပြန်လေတိုက်ခိုက်တော့ကြားရမြေပေါ်ပြန်မကြခင်ခိုးငွေတရံနဲ့ပြက်ွယ်သွားတော့တယ်။ဆရာဒေဝရှိကိုခုတော်ဖို့ကိုယ်တိုင်ရှောက်လာပြီ။လူကိုယ်တိုင်မလာခင်ပညာစွမ်းပြလိုက်ခြင်းဖြစ်ပြီးခေါင်းဆွဲနှစ်တမျိုးနဲ့တိုက်ခိုက်စေခိုင်းခြင်းဖြစ်တော့ဆရာဒေဝလည်းတော်ဖို့ရဲ့ပညာကိုရှော့မတွက်ရတော့ ဒေါ်ဘုတ်ကထိုင်နေတဲ့အွန်လိုင်းဆရာနဲ့ညနေချင်းဆိုင်ဝါတပြန်ခန့်အကွာမှာကြကြနနာထိုင်လိုက်တယ်။လာရဲ့သားပဲနဲ့ဝင်သိတတိယတော့မခေဘူးပဲ။ကျုပ်ကခမားစင်နေမနိုင်ဘူးဆိုတာ။မသိလို့လာလာလာတီတီကြီးနဲ့စမ်းလာလား။စကားတွေညားမနေနဲ့။ကဲဒါပဲ။ဒေါ်ဘုတ်ကအနီးမှာရှိတဲ့မြေရင်တော်လေးကနေကစွန်းနွယ်လေးကိုတော်ဝင်းနဲ့ကလော်လိုက်တော့ကစွန်းနွယ်ကပြတ်ထွက်ပြီးအွန်လိုင်းဆရာရှိကိုဝေးတကောင်ဖြည့်ကြလာတယ်။ရွယ်စားသေးငယ်တဲ့ထင်းရပြီမြေ။ ။ငွေရတပြေးပြေးလုံးပတ်ကြီးနာပြီးနှကောင်ဝေခန့်ရှိတဲ့ငွေရောက်ကြီးအသွင်ပြောင်းပြီးအောင်လန်းဆရာဒီဝါကိုပောက်တက်မဲ့တကယ်ကဲပပြင်းမူပြီးရှေ့တိုးလာတယ်။ဆရာဒီဝါလည်းခေးသူမဟုတ်တင်းဆောင်နေပြီးလမ်းပေါက်တဲ့မွေးပပြင်းကိုလမ်းညစ်ပြီးဖမ်းလိုက်တယ်။ငွေရောက်ကြီးကပပြင်းညစ်ခံရလို့အမိကလက်မောင်းကိုထပ်ထပ်ပတ်တော်တယ်။အောင်လန်းဆရာဒီဝါပစက်ဟပြီးဘူးကနေမှုတ်လိုက်တော့အကူရင်းကခိုးငွေတွေထွက်ပေါ်လာပြီးငွေရောက်ကြီးကိုထိသွားတယ်။ငွေကြီးကဘူးကနေတစ်ချက်မှုတ်ပြီး ခန္ဓာကိုယ်ကအရေးပြားတဲ့လိမ့်လိုက်ကွာကြပြီးပိုင်းပိုင်းပြက်ပြီးတော့ကျိုးဝေတစ်ချောင်းတစ်ဝေးရေပေါ်ကျလိုက်ရေပေါ်ရောက်တာနဲ့နှွေကျိုးဖြင့်မူလအတွင်ပြောင်းသွားတယ်။ဘုလန်းစရာဒေဝတပုတ်ကိုစစ်စစ်ကြည့်ပြီးတက်တဲ့ပညာဒါဂုံမင်းလာဆိုတဲ့မျက်နှာထားနဲ့နှွေထင်းကအင်းတစ်ချက်ထုတ်ယူတယ်။ဒီနောက်အင်းချက်ကိုလက်ဝါးနဲ့ရှိုက်ပြီးတပုတ်ရှီကိုပြစ်ချတော့တပုတ်ဘေးပက်လဲမှာမိတွေကွင်းလောင်တော့တယ်။မိကွင်းတွေကတဖြည်းဖြည်းကျုံလာပြီးတပုတ်ခန္ဓာကိုယ်မှာကျုံနောင်တော့မယ်လားထင်ရတယ် တော်ဘုတ်ဒီမီးခွင်းထဲမှာထွက်နိုင်တော့တေခါတော်ဘုတ်ကခန္ဓာကိုယ်မှာမီးဆက်ခွင်းမပတ်ခင်တံဝေးကိုစောင့်ပြီးတံဝေးထိတ်ကနီအောင်ဆက်ကျိုးနဲ့ပြင်းတို့တိုက်ခိုက်ပြန်တယ်။နဝင်တဲ့တူးမှုဆက်မလွတ်နိုင်ဘူးထင်ထားပေမဲ့တော်ဘုတ်ထံအားကောင်းနဲ့ဆက်ကျိုးပြန်ထွက်လာလို့ဆရာဒီဝမျက်နှာတီးသွားတယ်။ခန္ဓာကိုယ်မှာရှစ်ပတ်လာတဲ့ဆက်ကျိုးနီကိုလက်နဲ့ဆွဲဖမ်းပြီးဂါထာတစ်ပုဒ်ရုပ်ဖတ်ရင်းရေပြင်ကိုလက်ဝါးရှမ်းလိုက်တော့ဆက်ကျိုးကအငွေထောင်းထောင်းထွက်ပြီးတော့ပြတ်သွားတယ် ဆရာဒီဝထန်ရထလာပြီးလက်သီးကိုစက်ကနေတင်းတင်းဆုပ်တော့ဒေါ်ဘုရဲ့ခန္ဓာကိုဝင်းကျင်မှာတောက်လောင်နေတဲ့မိဆက်ကွန်ကတင်းတင်းကြည်ကြည်ရှေ့ပတ်တုံနောင်တော့တယ်ဒေါ်ဘုတောင်းဝေးလွတ်ကြသွားတယ်ပညာချင်းရအစဉ်ကွာလုံးနာတိပေမဲ့အမေမြောက်ဖက်ရှင်မကြီးကတန်ရွယ်ကိုကာဝေးရမယ်ဆိုတာကြောင့်အစွမ်းကုန်တိုက်ခိုက်မယ်ဆိုရင်ဆုံးဖြတ်ချက်နဲ့လာခဲ့ချင်းဖြစ်တယ်ဒေါ်ဘုပူနာမှုပြင်းပြင်းထန်ထန်တာယူရီတီခန်းစားရတယ်ထင်ရပေမဲ့ညနာတစ်ချက်မပြတ်ဘူးညနာမပြတ်တဲ့အပြင် မိဆက်ကွင်းဖယ်ပေးဖို့လဲတောင်းပန်ဒီမှာမဟုတ်အောင်လန်းဆရာထံညံ့မခံပေးတက်တာအသေးခံမယ်လို့ဆုံးဖြတ်ထားတယ်အောင်လန်းဆရာဒေါ်ဘွက်ကိုအသေးမသက်ပေးနာကျင်မှုနဲ့သာကြောင်ယုံအောင်လုပ်ပြီးသုံးချဖို့ကြံစည်ထားတယ်အနိုင်မရမအောင်တည်နေတဲ့ပညာလာပြိုင်တဲ့နေဝင်တဲ့ဒေါ်ဘွက်ကိုမျက်စိရှိမှပိုင်နိုင်တိုက်ခိုက်နိုင်ခဲ့တော့အောင်လန်းဆရာဒေဝအားနဲ့မန်းနဲ့ဟာတိုက်ရှိမောတယ်ဒီနောက်ဘက်နေတော့နေဝင်တဲ့ရဲ့မရှင်ပြိုင်တင့်ရအောင်မရှင်ပဲ စောစောရီကကြုတ်စီမှညက်ခိုင်။ခုလိုဝေဒနာပြင်းပြင်းခံစားရမှာမဟုတ်ဘူး။ဖားတိုင်ရီမောရင်အောင်လန်းစရာဒီဝအတန်ရက်သွားတယ်။မျက်နှာလည်းပြက်သွားတယ်။ဖြောင်းကနေအတန်ကြီးနဲ့သူစီရင်ထားတဲ့မိဆက်ကြိုးကွင်းပြတ်တောက်ပြီးဒေါ်ပုတ်နောက်မှာကြားမိမတယောက်ပေါ်လာတယ်။ခဏအတွင်းမှာဒင်းကနေအတန်ကြီးနဲ့အောင်လန်းစရာဒီဝရှိမှာပောက်ကွဲမှုကြီးဖြစ်ပြီးဘီလုံကြီးပါတောက်လောင်သွားတယ်။ရှုတ်တည့်ရမှုဘာမှမကားကွေနိုင်လိုက်တဲ့ဆရာဒီဝမျက်နှာလေးကြက်ကူမိုင်းဆွဲပြီး နင်းငယ်မဲသွားတယ်။ဆရာဒီဝါတောက်ခေါက်တယ်။ဒေါ်ဘူးနဲ့ရုတ်တရက်ဝင်ရောက်ခဲ့တဲ့နဲ့အချမ်းမိမတူပျောက်သွားတယ်။စဉ်းစားစရာဖြစ်သွားတယ်။ပညာသင်မိမတန်ွေကိုယ်တိုင်ရောက်လာခြင်းတော့ဖြစ်နိုင်။ဘာလို့လဲဆိုတော့တန်ွေမှာကိုဝင်နဲ့ဖြစ်ပြီးညနာမှလည်းတက်ကြီးပိုင်းဖြစ်လို့တန်ွေမဟုတ်တာသိကြတယ်။ဒေါ်ဘုတ်ကိုရှာမရတော့လို့ဆရာဒီဝါစိတ်ဆိုးမှန်ဆိုနဲ့တကြီးရင်ပြန်လာတော့တယ်။ဒေါ်ဘုတ်ကဒီအကြောင်းအရာတွေကိုဆရာမျက်စံတွန်းပြန်ပြောပြရင်ညနေဆောင်တော့ ရှိမှရေကြော်ရွာကိုခရီးရီလှမ်းမြင်ရလို့မျက်စံထွန်းရွာရှိရာပြန်ရင်စကားပြတ်သွားတယ်။ဒေါ်ဘုပြောပြရဲ့အကြောင်းရင်းတွေကအုံလန်းဆန်နဲ့တိုက်ခတ်ရင် သူ့ကိုလာရောက်ခဲ့တဲ့မိမဘသူဝဲဝါဖြစ်တော့မျက်စံထွန်းဆက်ပြီးရင်တစ်ဆက်ထင်းမှာပဲမောင်ဆူးမရှိတဲ့ချိန်တန်ရွယ်ကိုအုံလန်းဆန်ကတီအောင်ကြံစီပုံမျိုးဆက်ပြီးတော့တယ်။ပရိသတ်များရှင်ဒီနေ့ရတင်ဆက်မှုကိုဒီလောက်နဲ့ပဲရှင်းနာကျင်ပါတယ်။နားဆင်ပေးခဲ့တဲ့ ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်